ဒီပါဆိုရင်ဘေးမလီတာဘာဖြစ်တာလဲဆရာတဲ့အတူမေးထားကြတယ်ဘတိဆိုင်ငယ်မျက်ဝေမှုပို့ဒီစင်မှာမေးထားဖြစ်တဲ့အတွက်ကျွန်တော်ဘတိဆိုင်ကိုမေးတာပေါ့နော်အဲအဲ့တော့ဘတိဆိုင်ငယ်လီပါဆိုရင်ဘေးမလီတာဆိုတော့ကျွန်တော်စစ်ဆရာကြီးတော့အများကြီးရှိပါတယ်အဲ့တော့30သူ user ဆိုရင်တော့စစ်ဖို့ဒါတော်တော်လေးဝါသနာပါမှတီမီခေါင်းရှိမှရပါလိမ့်မယ် ဒါမှမဟုတ်ပုံမှန်125ပြင်တဲ့ workshop ဆရာဆိုတော့ဆရာတာတိတ်မခက်ပါဘူး။အဲကျွန်တော်ကခုနကတခုချင်းစစ်စစ်တဲ့အသေးစိတ်ဗီဒီယိုခိုင်းတင်ထားရှိတယ်ဒီမှာတော့ကျွန်တော်အကြံဉာဏ်လေးလိုလိုရှင်းလေးပြောပြပါမယ်နော်အဓိကလီဘာတင်ဘိန်းလဲဘူးဆိုအဓိကတော့ခုနကလီဘာစင်စာပထမအကောင်းပါပဲလီဘာစင်စာမကောင်းရင်လည်းဘိန်းမလဲဘူးပေါ့ကွာလီဘာစင်စာကိုကျွန်တော်ဆန်းတက်တဲ့ဤအသေးစိတ်တင်ထားရှိပါတယ်လီဘာစင်စာကိုဘိုးရိတ်တွေဝင်ရမယ်လီဘာစင်စာပြန်ပြီးတော့ကွန်ထရိုလာကိုဘိုးရိတ်နဲ့တည်င်းပို့ပြရမယ်ဟောလီဘာတင်မှာဆိုတော့ချက်လက်ပေါ့နော်လီဘာမတင်ခင်မှာဒါ0.8ရှိမယ်လီဘာတင်အကုန်တင်3.8ရှိတယ် အဲ့တော့အဲ့ဘူရီထွက်ရပါမယ်။ဒါထွက်ပြီးတော့လေပြည့်ဆိုတာမလဲတော့မလဲသေးဘူး။နောက်ထပ်အများကြီးရှိသေးတယ်။ဘာရှိသေးလဲဆိုတော့ကျွန်တော်တို့ခဏကအဲကွန်ထရိုလာကောင်းရမယ်။ကွန်ထရိုလာလှုပ်လို့မှအဆင်ပြေပါလိမ့်မယ်။နောက်ပြီးကမော်တာဆင်ဆာတွေကောင်းရမယ်။အဲ့ဒါပို့လို့ရခဏကဘရိတ်စီပါလေကောင်းရမယ်။ဘရိတ်စီကအရင်ဖြစ်တတ်တယ်။ဘရိတ်ဘရိတ်အုပ်ပြီးတော့မှမပြောင်းဘူး။ဘရိတ်မီးလင်းနေဆိုတော့ဒါမော်တာကမလဲပါဘူး။ကွန်ထရိုလာနေပြီးတော့ဒါဘရိတ်အုပ်ထားပါလေဆိုတော့တင်းချက်လည်းရတဲ့အတွက်မော်တာကိုလှည့်ပြီးမှမဟုတ်ပါဘူး။နောက်ထပ်တခြားဆင်ဆာတွေမရှိတော့ဆိုတော့အများဆုံးတော့အပေါ်ရန်ဆင်မယ်ဆိုတော့ ဘရေးစီကြောင့်ဖြစ်တဲ့နောက်ပြီးလီဘာစင်စာကြောင့်ဖြစ်တဲ့အဲနောက်ပြီးခဏကအဲမော်တာစင်စာတို့ကွန်ထရိုလာတို့မကောင်းရင်လည်းဖြစ်တတ်ပါတယ်ဒါမှမဟုတ်ဝါရိမ်းမ်းကြောင့်ဖြစ်တတ်တယ်အဲနောက်ပြီးခဏကတော့ဒီပါရဲ့အဲဒါရှိနေဖြစ်တယ်ပြအတော့ဖင်လိုက်တယ်တိုင်ခွင့်ပြီးတော့လင်းပါရဲ့တော့ကနေပြီးတော့ကျွန်တော်ကဘူဟာအပြည့်ပြန်မထွက်တာမျိုးရှိပါတယ်အဲဒါဆိုရင်လည်းလီဘာစင်စာကဘလို့ပဲကောင်းကောင်းဒါအလုပ်ဖြစ်မှာမဟုတ်ပါဘူးအဲ့တော့ဒီမှာသုံးဆွဲသူ user တယောက်ဆိုရင်တော့ဒါ အဲကိုယ့်အကူပြင်မှုတော့ဒါအနည်းငယ်ခက်ခဲများနိုင်တယ်။ဒါမှမဟုတ်တရုတ်ဘင်းပြင်တဲ့ workshop ဆရာတယောက်ဆိုရင်အခုကျွန်တော်ပြောတဲ့ challenge တွေကိုလိုက်ပြီးတော့စစ်ဆေးကြည့်ပါအပြည့်တွေ့ပါလိမ့်မယ်။ဒါမှမဟုတ်တခုချင်းအသေးစိတ်သိကြည့်နေဆိုတော့ကျွန်တော် video file တွေရှာကြည့်ပါ။ကျွန်တော်ခုန motor sensor စသက်နေတွေတင်ထားတယ်။ controller ဘယ်လိုကောင်းမကောင်းကြည့်ရမလဲတင်ထားတယ်။ lever sensor ဘယ်လိုကြည့်ရမလဲတင်ထားပါတယ်။အဲကျွန်တော်မတင်ထားခုန brake seal လို့တော့တော့အဲမတင်ထားပါဘူး။နောက်နောက်တစ်ခါကြွရင်တင်ပေးပါမယ်။ brake seal တော့တော့လိုရင်းတကူဆိုကျွန်တော်ခက်ရခက်စီကြီးမဟုတ်ဘူးဆိုတော့မတင်ပြပါဘူး။အဲဒီခါတွေ့ရင်တော့ကျွန်တော်ထပ်ပြီးတင်ပေးပါမယ်။ချို့ကျတော့ဘယ်လိုဖြစ်လဲဆိုတော့အသုံးဆွဲသူ ယူဇာတွေကိုယ်တိုင်လုတ်ရှင်နေဆိုတော့ကျွန်တော်တင်ထားဗီဒီယိုလေးတွေကတော်တော်လေးဒါအကူအညီပေးပါလိမ့်မယ်။ဘုမို့ခုမှ workshop ဆရာတေးဝင်းလို့တဲ့ workshop ဆရာဆိုရင်လည်းကျွန်တော် EF တော့မလုတ်သေးဘူး။ EV တော့မလုတ်သေးဘူးဆိုရင်ကျွန်တော်ဗီဒီယိုလေးကြည့်ပြီး like လုပ်ပဲကြိုးစားမယ်ဆိုရင်တော့ဒါဘယ်လိုပဲဖြစ်အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ကြိုးစားမှုတော့ထည့်မှရပါမယ်ဒီတိုင်းပဲဟိုကျွန်တော်တို့အတွက်လွယ်ဆိုမယ်မိတ်ဆွေညီအစ်ကိုတွေတော့ဒါလုံနေကြမှာမဟုတ်ရင်လွယ်ချင်မှတော့လွယ်မှာပေါ့ဗျာဒါပေမဲ့တို့တော့ကျွန်တော်တို့ကကျွန်တော်တို့လက်တခုလွယ်လာဆိုအခုအခုလို့အခုလွယ်လာမှာမဟုတ်တာဗျာအဲအကြာကြီးလို့တာလည်းအစည်းတွေအများကြီးလို့တာလည်းတပြည့်နဲ့လွယ်လာတဲ့သဘောမှရှိပါတယ်မိတ်ဆွေညီအစ်ကိုလည်းကြိုးစားပါနောက်ကြရင်ကျွန်တော်တို့ထပ်တော့ပူလွယ်သွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကအခုလိုချင်တာကိုဖြစ်ချင်တာကိုအဲကြိုးစားရယူမှာဖြစ်မှာပါအဲဒီတိုင်းပဲကျွန်တော်တို့ကမြန်မြန်ဆန်ဆန်ရယူမှာရလာမှာတော့မဟုတ်ပါဘူး အဲ့တော့ကမှာကိုဘာဖြစ်ချင်လဲကိုဘယ်ကိုသွားချင်တာလဲဘန်းနိုင်ရှိဖို့လိုပါတယ်အိမ်မက်တီလောက်ကိုလိုက်ဖို့လိုပါတယ်အဲ့တော့ကိုဖြစ်ချင်တာကိုကိုစူးစမ်းရင်ဖြစ်မှာပါအဲ့တော့လွယ်လွယ်ရရချင်းများများစူးစမ်းပါလွယ်ပါလိမ့်မယ်နော်အဆင်ပြေပါစေ